မင်္ဂလာပါခင်ဗျာ AOD ကပတ်စင်တင်ဆက်နေတဲ့ Editor စကားဝိုင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့မင်းအွန်လိုင်းရောလုတ်ရဲရင်ခံရဲသလားဆိုတဲ့ကောင်းစဉ်နဲ့ကျွန်တော်တို့ဆွေးနွေးသုံးသပ်သွားကြဖို့ရှိပါတယ်ကျွန်တော်ကတော့ AOD မြန်မာပိုင်း Editor ကြော်ခါပါကျွန်တော်နဲ့အတူတူဆွေးနွေးမဲ့သူကတော့ AOD ရဲ့ Editor ဂျုတ်ကိုအောင်စောဖြစ်ပါတယ်ကောင်းသောမင်္ဂလာပါမင်္ဂလာကိုကြာကကိုကြာကပျောက်နေလို့ဝိုင်းမင်းနေကြတာပြန်ပေါ်လာပြီပေါ့ မင်းမင်းလည်းလူလည်းကျေးဇူးတင်ပါတယ်ပေါ့နော်။ကိုကျော်ကပျောက်နေတယ်အခုပြန်ပေါ်လာပြီ။ဟုတ်ကဲ့။ကဲမင်း။ Okay ဆိုတော့ရင်းနှီးစကြင်တာကတော့ဒီသမရဥမြင့်စွေကွယ်လွန်သွားတဲ့အကြောင်းပေါ့နော်။သူကတော့ကွယ်လွန်သွားပြီ။ဒါပေမဲ့စစ်ကော်မရှင်ကတော့ဒါနဲ့ပတ်သက်ပြီးတော့နိုင်ငံတော်အဆင့်ဝန်ထဲချင်းဆိုပြီးတော့၃ရက်ဆက်တိုက်လုပ်မယ်ပေါ့လေ။ဒီ9ရက်နေ့နေပြီးတော့ဩဂုတ်လ9ရက်နေ့အထိ၃ရက်ဆက်တိုက်လုပ်မယ်ဆိုပြီးထုတ်ပြန်ထားတာတွေ့ရတယ်။စစ်ကောင်စစ်ကော်မရှင်ကတော့ဝန်ထဲတယ်ပေါ့။ ဒါပေမဲ့တစ်ဖက်မှာလည်းပြည်သူတွေကြားထဲမှာဝမ်းနေတာဝမ်းသာတာတော့အတန်နေကျွန်တော်လူမှုကွန်ရက်ပေါ်မှာတွေ့ရတယ်တချို့ကတော့လာဒီနိုင်နိုင်ငံနဲ့ပြည်သူလူထုပေါ်မှာလာဖိနှိပ်ဒုက္ခပေးခဲ့တဲ့အာနာရှင်တူးဤကုန်းချုပ်သွားပြီဆိုပြီးတော့ဝမ်းပန်းတသာရေးကြတဲ့အာကွန်မန့်နေ message တွေကျွန်တော်တို့တွေ့ရတယ်။အတချို့ message တွေ comment တွေမှာကြတော့လေဝမ်းနေတယ်တဲ့။ဘာကြောင့်ဝမ်းနေရတာလဲဆိုတော့ဟလာ ဒီလိုမျိုးတိုင်းပြည်ဖျက်ဆီးခဲ့တဲ့သူပြည်သူလူထုကိုဒုက္ခပေးခဲ့တဲ့အာဏာရှင်တို့ကိုပြည်သူတရားစီရင်မှုမခံခင်မှာကွယ်လွန်သွားတဲ့အတွက်ကြောင့်ဝန်းနေတယ်ဆိုပြီးတော့ရေးထားတဲ့မှတ်ချက်တွေတွေ့ရပါတယ်ဆိုတော့ကွန်စော့အမြင်သဘောထားရောဒီပုံမှာဘယ်လိုရှိလဲဟုတ်ကျွန်တော်တို့အဲ့ဒါလေးတည်းဆိုင်လေဟိုတမနာမြင့်ဆွေတမနာဦးမြင့်ဆွေဘယ်သူလဲပေါ့သူကအရင်တော့ကတော့ဒီဘုရုံမူကြီးဟောင်းဦးတန်းရှင်ရဲ့လူယုံဖြစ်တယ်အဲတော့ကဆိုရင်တော့ဘုရုံကြီးစိုးဝင်းနဲ့ဘုရုံကြီးမြင့်ဆွေပေါ့နော် ။ဟောသူက DSC 15စင်းပေါ့နော်။ DSC 15 intake ကနေသူစင်းခဲ့တာဖြစ်တယ်။တမ7တကယ်နာမည်ကြီးဒိဋ္ဌိကျဟလာဒီရေကင်းနှိမ့်နေတဲ့နေရာမှာပါတဲ့22တို့7တို့ရှိခဲ့ဘူးလေ။အဲတမ7တကယ်အာမတောင်းဝင်ယူခဲ့ဘူးတယ်။အော်ရေးကြီးဆုံးကရန်ကုန်လိုနေရာမျိုးမှာတိုင်းမှုတာဝန်ယူခဲ့ဘူးတယ်တိုင်းမှုတာဝန်ပြီးဆုံးပြီးတဲ့အချိန်မှာလဲဦးသိန်းစင်စိုးရလက်ထက်မှာဟလာသူကရန်ကုန်တိုင်းမှာဝင်ကြီးဖြစ်တာဝန်ထပ်ပြီးယူခဲ့ရတယ်ပေါ့နော် အဲ့ဒီတိုင်ငယ်မှာသူအရေးကြီးတာဝန်တွေယူခဲ့ရမျိုးတွေရှိတယ်။ဘာလဲလဲဆိုတော့ဒီ QR ဒေါ်လာရေးကိုသူ ဖြုတ်ခင်းတဲ့ကိစ္စတွေပြီးတော့ဒီဥနေဝေမီတာစုပေါ့နော်ဥနေဝေမီတာစုသူ့ရဲ့တမန်တွေသူ့ရဲ့မြည်ဟိုဒီနေရကျုပ်ထားတဲ့မြည်တွေကိုဖမ်းတဲ့အချိန်မှာဆိုရင်လေသူ့ရဲ့ဒုံဂျုံရေးကိစ္စတက်ကိုခံရတဲ့ကိစ္စတွေမှာသူတော့အဓိကတာဝန်ယူရတာဖြစ်တယ်။ operation ကို operation တာဝန်ရတဲ့ဖြစ်။နောက်ပြီးတော့ဒီဘိုးချုပ်ကြီးခင်ညွန်းကိုဖယ်ရှားတဲ့နေရာမှာလည်းသူက တက်တက်ရဲ့ operation ကိုကန်ရတာပေါ့နော်ဆိုတော့အဓိကတောင်းအဲ့ဒါ BB ချင်းမှာသူအဲ့ဒီ MAS ဆိုပြီးတော့ဒီ military affair security ဆိုပြီးတော့သူအဲ့ခါရဲ့အကြီးအကဲဖြစ်နေသူပြန်ခန့်လာတယ်ဒါတွေကိုကြည့်မယ်ဆိုရင်တော့ဦးတန်းရွှေကသူ့ကိုရာထူးကြီးကြီးတဲ့နေရာကိုပေးခဲ့ဖို့မှန်းခဲ့တယ်လို့ကျွန်တော်တို့ပြောလို့ရပါတယ်အခုနောက်ထူးခြားတာကသူကဒီတိုင်းသားသူကဗမာဘုံမဲ့တိုင်းသားသူဖြစ်တယ်ပေါ့နော်သူကမွန်တိုင်းသားဖြစ်တယ်ဆိုတော့သူဒီဒီတိုင်းသားတွေမှာဆိုလည်းဒီအမြင့်ဆုံးရာထူးတစ်ခုရခဲ့တဲ့အမြင့်ဆုံးရာထူးတစ်ခုရခဲ့တဲ့သူလို့လည်းပြောလို့ရပါတယ် ဒါပြင်ဒီသူ့ရဲ့ဒီနာမည်ဆိုးနဲ့ကြော်ကြားခဲ့တဲ့ဟာတွေရှိတယ်အဲ့ဒါကတော့ခုန2000 2000ခုရွှေဝါရောင်တော်လန်ရေးကိုတွင်းမြစ်ကြအောင်ဟာတန်ဃာတော်တွေကိုဟိုဖိနှိပ်ဟိုအကြမ်းဖက်နှိမ်နှင်းခဲ့တဲ့ကိစ္စရှိတယ်နောက်တစ်ခုကလက်ပတ်နီစွမ်းအားရှင်လို့ဟာလူမိုက်တွေကိုမွေးထုတ်ပေးခဲ့တဲ့သူလည်းဖြစ်တာဟုတ်ဒါပြင်ကျွန်တော်ထင်တယ်ဒီအဲ့နောက်ပိုင်းမှာရောသူသူ သူ့ရဲ့ဒီ RD လိုက်စာမှုတွေပေါ့နော်အဲ့ဒါတွေကနောက်ပိုင်းမှာရန်ကုန်မြို့သစီမံကိန်းစီမံကိန်းကိစ္စတွေပေါ်လာတာရှိတယ်အဲ့ကိစ္စအဲ့ဒီအဲ့ဒီကိစ္စပေါ်လာတာလည်းထူးထူးခြားတာကတော့ဒီ NLD အစိုးရခင်မှာပေါ်လာတယ်လို့ပြောလို့ရတာပေါ့အဲ့ဒါတော့မြန်မာနောင်းကိုသူပြီးတော့မြန်မာနောင်းကိုဖုံးဆက်ပြီးတော့ပြောခဲ့တဲ့စကားရှိပါတယ်ဟုတ်တယ်အဲ့မှာ तू ကမြန်မာနောင်းနဲ့ဒီ interview တစ်ခုမှာ तू ပြောခဲ့တာအဲ तू ကစစ်သားဖြစ်တယ်စစ်သားဆိုတာလုံရင်ခံရဲတယ်ဆိုပြီးတော့ပြောခဲ့တာရှိတယ်ဟုတ်ဆိုတော့ ကျွန်တော်နည်းနည်းချိတ်ပြီးတော့ပြောချင်တာကဒီလက်ရှိအာနာသိန်းကောင်းဆောင်ပေါ့ဗိုလ်ချုပ်မှုချင်းမင်းအွန်လိုင်းဆိုလို့ရှိရင်ဟလာဒီမြန်မာနိုင်ငံမှာအစိုးဆုံးပုဂ္ဂိုလ်လို့ပြောလို့ရတယ်တိုင်းပြည်ကိုကြောက်ထဲကြောင်းတိုင်းပြည်ကိုဖျက်ဆီးခဲ့တယ်ပြည်သူလူထုရဲ့အသက်တွေကိုထောင်ပေါင်းများစွာကိုတက်ဖြတ်ခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်တယ်တိုင်းပြည်ပျက်စီးအောင်လုပ်ခဲ့တယ်ဟလာပြည်သူတွေရဲ့အသက်အိုးအိမ်တွေအတိုက်အမြုံတွေကိုမိရှုဖျက်ဆီးခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဆိုတော့ခုနကဒီဦးမြင့်စွေပြောခဲ့တယ်လို့စစ်သားဆိုတာလုံရင်ခံရတဲ့ဆိုတော့ ဒီဘူဂျုံမူဂျင်းမင်းအွန်လိုင်းကရောလုံရဲရင်ခံရဲတယ်ဆိုတော့သူမျိုးလားအဲ့လိုစစ်သားမျိုးလားပေါ့2020ကာလမှာတော့တော့ तू ကပြည်တွင်းမီဒီယာတခုမှ तू အင်တာဗျူးပေးတော့ပြောခဲ့တယ်မလုံရဲတာဘာမှမရှိဘူးလို့ပြောတယ်တကယ်တော့ခံရဲလားပေါ့ဒီပေါ်ဘယ်လိုမြင်လဲသူ့ရဲ့အချိန်တစ်ချိန်လောက်အောင်ပါပေါ့နော်အဲ့ဒီအချိန်ကျရင်လည်းကျွန်တော်တို့ तू လုံရဲလားတကယ်ပဲခံရဲသလား तू လုတ်ခဲ့တာတွေဖျက်ဆီးခဲ့တာတွေကျွန်တော်မြင်ခဲ့ပြီးပေါ့နော်အဲ့တော့ तू ပါ तू ကရောတကယ်ခံရမယ်ဆိုတဲ့ကာလမှာအချိန်တစ်ခုမှာ ူဘလို့ဇက်သိမ်းလဲပေါ့အဲ့ဒါကိုကျွန်တော်တွေ့ရမှာပေါ့ဆိုတော့ကျွန်တော်အခုဟိုဒီဒီတမနာဥမြင့်စေစုံတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လေဟိုတချို့ဟာတချို့ share လုပ်ချင်တာပါလဲဆိုတော့ဟိုတမနာဥသိတမနာဥမြင့်စေစုံတဲ့ကိစ္စမှာနိုင်ငံတော်နိုင်ငံတော်ဇာပနာဆိုပြီးစစ်ကောင်ပြင်သတ်မှတ်တယ်ပေါ့နော်တရားဝင်နိုင်ငံတော်ဇာပနာဘယ်လိုကြီးစုံဝင်စုံသွားတော့လဲအဲ့တော့တော့လူကြီးမြတ်နဲ့စုံတာပေါ့နော်သွေးကင်စာနဲ့စုံတယ်2000ခွန်မှာစုံတယ်သူ2004မှာအဲ့လား ဗိုလ်ချုပ်ကြီးခင်ညွန့်ဖယ်ပြီးတဲ့အချိန်မှာသူ့ဝန်ကြီးချုပ်ပေးခဲ့တယ်ဦးတန်းရွှေပေးခဲ့တာအဲတဘောကသူ့ရထားတယ်ဆိုပေါ်တာပေါ့ဒါပေမဲ့သူကမမျှော်လင့်ပဲ2000ခုမှာသူကွယ်လွန်သွားတယ်သူကွယ်လွန်ပြီးတဲ့အချိန်မှာအာဦးသိန်းစင်ကိုဝန်ကြီးချုပ်တောင်းပန်ပေးခဲ့တယ်ပေးပြီးတော့ဦးသိန်းစင်ကို2010ဒီ election ပြီးတဲ့အခါမှာရွက်ောက်ပဲပေးတဲ့အချိန်မှာဦးသိန်းစင်ကတမနာဖြစ်လာတယ်ဆိုတော့သူတို့အကွက်တည်းအဲ့လိုရရှိတာပေါ့နော်အခုတော့ဟိုဦးမြင့်ဆွေရောဟိုဦးစိုးဝင်ရောနှစ်ယောက်လုံး ်ဆုံးမသွားခဲ့ဆုံးဆုံးမကွယ်လွန်သွားခဲ့ပြီပေါ့နော်အဲတခါကပြောချင်တာနိုင်ငံတော်ဇာပနာလို့ပြောပြီးတော့နေဘူဂျိုကြီးနေဝင်ကွန်နန်အချိန်မှာတော့တိတ်တိတ်ပုံဇာပနာလုပ်ခဲ့ရတယ်ပေါ့နော်လူကြီးလူခင်အလွန်ပေါ်တဲ့ဟလာတက်မရကဝဲတက်မရကဝဲသူကျုပ်ဘူဂျိုကြီးတင်ဦးဆုံးခြင်းနဲ့ဆုံးခဲ့တဲ့အချိန်တုန်းကဆိုရင်လေဒါတာတာမန်ဇာပနာတစ်ခုပဲလုပ်ခဲ့တာကိုကျွန်တော်တွေ့ရတယ်ပေါ့နော်အခုဒီဟလာစစ်တပ်ကအနာသိမ်းတဲ့အချိန်မှာတမရပြစ်ဆက်ပြီးနေပြတဲ့သူတို့နိုင်ငံတော်ဇာပနာဖြစ်နေတယ် ဖြစ်ပါတယ်ဒါပေမဲ့သူကွယ်လွန်သွားတဲ့အချိန်မှာတိုင်းပြည်လူထုကဘလို့တုံ့ပြန်နေတယ်ဆိုတော့ကျွန်တော်ဆိုရှယ်မီဒီယာမှာကြည့်မယ်ဆိုတော့ကျွန်တော်မြင်နေရတာဖြစ်ပါတယ်နောက်နောက်တစ်ခုကတော့ဒီဒေါ်စုလက်ထက်မှာလည်းသူဒုသမနာပေါ့နော်ဒီတက်ခဲ့ကိုတာရ25ရာရင်လုံးဖြစ်တဲ့အတွက်ကြောင့်ဒီအစိတ်သားပေါ့ဆိုပြီးထည့်တယ်အဲ့ဒီအချိန်တော့ပဲ AR ပါမယ်တခြားမီဒီယာနေမီဒီယာတွေကကြီးခဲ့တာသူဟာ line up ဖြစ်တယ် ဆိုတော့သူကတော့အစမ်းစုကြည်အစိုးရလက်ထက်မှာဟာလာကလန်ကဆန်အများကြီးလုံးမဲ့သူလို့ရေးခဲ့ကြတာရှိတယ်။ဒါပေမဲ့တော်စုတော်အစမ်းစုကြည်ဒီအစိုးရတက်တန်းဒီ9နှစ်အတွင်းမှာတော့ဥမင်းဆွေကနေပြီးတော့ဒီတော်အစမ်းစုကြည်တို့ဒီ NLD အစိုးရကိုအကြာနေပြီးတော့အထက်ကနေပြီးတော့ဖြတ်လို့ပြစီလောက်ခဲ့တဲ့အဲ့ဒီအကြီးကျယ်ပြုခဲ့တဲ့ဟာမျိုးတော့မတွေ့ခဲ့ရဘူး။အဲ့ဒီမှာတကယ်တကယ်လောက်ခဲ့တာဘယ်လိုလဲဆိုတော့ဟာလာဘ ෝජ ိုကြီးမင်းအောင်လိုင်းဦးစီးတဲ့စစ်တပ်ကအဓိကလောက်ခဲ့တာ ပြီးတော့စွမ်းအားရှင်လောက်ခဲ့တာ ပြီးတော့မဘာသာလုပ်ခဲ့တာအဲ့ဒါပဲကျွန်တော်တို့တွေ့ရနောက်တစ်ခုကတော့ဟလာဒီစစ်တပ်ကစစ်အုပ်စုကနေဖန်တီးပြီးတော့လှုပ်လိုက်တဲ့ဒီစစ်ကော်မရှင်ပေါ့စစ်ကော်မရှင်မှာလည်းဗိုလ်ချုပ်မူကြီးမင်းအွန်လိုင်းကဒီဥက္ကဋ္ဌအနေနဲ့တာဝန်ယူထားတယ်နောက်တက်ချုပ်ကိုလည်းယာရူကိုလည်းစိတ်ယူထားတယ်နောက်တစ်ခုကကြတော့ယာယီသမရနေရာကိုလည်းယူထားပါအမြင့်ဆုံးရာထူးတွေအကုန်လုံးသူမောင်ပိုင်စီးထားတယ်ပေါ့စီးထားပြီးတဲ့နောက်ပိုင်းမှာမကြသေးခင်ရပန်းဆိုလို့ရှိရင်ဒီ ရှေ့ထွက်ပြတာပေါ့ခီးတွေပါထွက်ပြတာကျွန်တော်တွေ့ရတယ်ဆိုတော့ပြောတာလည်းမသိဒီသူယထားတွေနဲ့ထွက်တယ်လားဒီတောင်ငူဘက်ကိုသွားတယ်ယထားစီပြတယ်ဒီအမျိုးယထားစီပြယထားစီပြပြည်သူတွေကသူနဲ့တပုံအတူတူရိုက်တာပါသွားမှဆိုလို့သူယထားစီပြဆိုတော့ကျွန်တော်အဲ့ညမှာဟိုတခုတော့ဖောက်မေးနေတာပေါ့အဲ့ယထားစီတဲ့အချိန်မှာပြည်သူတွေကသူနဲ့ဟိုမတွေ့ချင်ဘူးသူနဲ့အတူတူတွဲတပုံထဲမှာရုပ်တံထဲမှာပါမှဆိုလို့ မျက်နှာတွေကွယ်လိုက်ကြတော့ဒီနေရာမှာသူ့နေရာမှာဒေါ်ဆန်းစုကြည်ဆိုလို့ရှိရင်ဘလို့ဖြစ်လာမယ်လို့ညာထင်တယ်ဆိုအဲ့တော့နိုင်ရှင်ကြည့်မယ်ဆိုရင်ဒေါ်စုသာဒေါ်ဆန်းစုကြည်လာဖြစ်ခဲ့မယ်ဆိုရင်တော့သူဆိုရင်ဟလာဝမ်မန်တာနဲ့ဖလန်တကင်နဲ့အော်ဟေ့အကျိုးစုံနှုတ်ဆက်ကြပါပေါ့နော်အခုဆိုကြထားကိုကျွန်တော်ကြည့်လိုက်မယ်ဆိုရင်ဒီလိုဖြစ်နေတဲ့ပုံတွေကျွန်တော်တွေ့ရတာဆိုတော့ဒါမှရှင်းပါတယ်အာနာကိုလူရပြီးယူထားသူတယောက်ကိုပြည်သူလူထုကဘလို့မြင်လဲဆိုတာကျွန်တော်တို့မှအတိုင်းအတာမြင်ရတာပေါ့နော်ဆိုတော့ဟိုဒါပေမဲ့ လူလုံးထွက်ပြတာပေါ့ဗျာဒါပေမဲ့ယဒါစီရာအထူးဆန်းဆိုပြီးတော့လည်းရည်ရင်ရေးကြမှာပေါ့ဒါပေမဲ့ဘီဒင်ဆရာခိုင်းတာလည်းမသိတာဘီဒင်ဆရာခိုင်းလို့ဒါဒီကက်ဘိနက်ပြောင်းလဲပြီးသွားပြီအဲဆိုဘာတက်လည်းဖွဲ့ပြီးသွားပြီအဲ့ဒါအဖွဲ့စည်းတက်လည်းဖွဲ့ပြီးသွားပြီယထာလေးစီးပါအောင်ဆိုပြီးတော့ကဗေဒင်းစရာအကင်းကနဲ့ခိုင်းလာမှမသိဘူး။အနာရထောင်ယထာစီပေါ့။အနာရထောင်ယထာစီပါ။အဲ့ဒါမျိုးအဲ့ဒါမျိုးအဲ့ဒါမျိုးတော့ဒါပေမဲ့အဲ့အဲ့တလောက်တွင်းမှာပဲဟလာယထာစီပြီးတော့ရန်ကုန်လာတယ်ပြီးတော့အောင်စံပြတဲ့ကို သွားတယ်တလားအတိတ်မအောင်ဆန်းပြတဲ့ကိုနှခါသွားတယ်အာရွေချက်လဲအာရွေချက်လဲပေါ့ဗိုလ်ချုပ်အောင်ဆန်းကိုတမိထက်တော်သူကချစ်တယ်ဆိုတော့သူကပြတာဆိုတော့ဒါပေမဲ့တမိကိုကြတော့ထောင်ထဲကိုပို့ထားတယ် drama drama လောက်တာတော့ဒေါ်အောင်ဆန်းသူ့ကြည့်ကြတော့ထောင်ထဲကိုပို့ထားတယ်ပြီးတော့သူကရန်ကတော့အောင်ဆန်းပြတဲ့ကိုနှခါသွားကြည့်တယ်ပေါ့တလားအထဲမှာဒီစေအုပ်စုကအပြောင်းလဲလုပ်ခဲ့တဲ့နေရာမှာပေါ့နော်ဒီဗိုလ်ချုပ်မှုကြီးမင်းအွန်လိုင်းရဲ့လူယုံလဲဖြစ်ဒီစစ်တပ်ရဲ့စစ်တပ်စီးပွားရေးရဲ့ ဒီ empire စစ်တပ်စီးပွားရေး empire ရဲ့ဒီချုပ်ကင်ထားသူပေါ့နော်ကင်ရယ်ထားသူလည်းဖြစ်တဲ့ဒီဘူဂျုတ်ကြီးညိုစောပေါ့ဘူဂျုတ်ကြီးညိုစောကိုသူကဒီဝင်းကြီးချုပ်အဖြစ်နဲ့ပေးလိုက်တာတွေ့ရတယ်ဆိုတော့ဘာကြောင့်သူ့ကိုပေးလိုက်တာလဲပေါ့ဒီဘူဂျုတ်ကြီးညိုစောဆိုလို့ရှိရင်သူ့ရဲ့ဘူဂျုတ်တာဝန်နေရှိနေတဲ့အချိန်မှာသူ့ရဲ့ဒီဒီလက်လာပါခွင့်တွေအများကြီးရှိခဲ့တဲ့သူဖြစ်တဲ့နေရာနေပြီးတော့အခုလိုဥညိုစောဖြစ်သွားတော့ကန်ဆိုးတာလား ကံကောင်းတာလားသူ့ကိုဘာဖြစ်လို့ဝင်းကြီးချုပ်နေရာပေးလိုက်တာလဲဒီနောက်ွယ်မှာဘာတွေရှိနိုင်လဲကွန်တော်သုံးသက်ပါအောင်ဆိုတော့ဟိုကံဆိုးတာလားကံကောင်းတာလားပေါ့ဆိုရင်တော့နှစ်ခုလုံးဖြစ်နေတယ်လို့ပြောလို့ရတာပေါ့နော်ဥတန်းရွှေကဥတန်းရွှေကဥသိန်းစိန်ကိုဝင်းကြီးချုပ်ပေးခဲ့တယ်ပြီးတော့ election လုပ်တယ်သမ္မတဖြစ်တယ်ဆိုတော့ဒီလိုမျိုးဖြစ်လာမလားပေါ့ဗိုလ်ချုပ်ကြီးဗိုလ်ချုပ်ကြီးမင်းအောင်လာနေပြီးတော့ဗိုလ်ချုပ်ညိုစောကို ဟက်ချလောင်းလုပ်ပြီးတော့ဥညိုစောလုပ်ခိုင်းတယ်ဝင်းကြီးကိုလုပ်ခိုင်းတယ်အာပြီးတော့ election လာရမယ်နောက်6လနဲ့9လအတွင်းမှာဟုတ်လားအဲ့ဒါပြီးသွားရင်နောက်လာမယ်အစိုးရအသစ်ထဲမှာအဖွဲ့အစည်းတွေမှာဥညိုစောဟာဝင်းကြီးကိုဖြစ်နေဆက်နေမှာလားဒါမှမဟုတ်ရင်သမရဖြစ်လာမှာလားအားမွေဒုသမရဖြစ်လာမလားဆိုရယ်မိကုန်နေရန်ကုန်မှာမိနေကြတာပေါ့နော်ဆိုတော့ညိုဆောင်ရောင်းကျွန်တော်ပြောကြမယ်ကျွန်တော်က DNC 23စင်းဖြစ်တယ်စိန်ဘောကြောင်းတွေဖြစ်တယ်သူကပြောဆိုညက်တယ်လိမ့်ပါတယ် ဒါကြောင့်လဲဗိုလ်ချုပ်ကြီးမရောက်နိုင်ရဲ့လူယုံတော်ဖြစ်လာတယ်ဒါပေမဲ့သူ့ရဲ့တမန်ကိုပြန်ကြည့်မယ်ဆိုရင်တော့ဦးတင်းစင်လက်ထက်မှာရောဒေါ်ဆန်းစုကြည်တို့အန်ဒရီအစိုးရလက်ထက်မှာရောသူဖြတ်သန်းခဲ့သူဖြစ်တယ်အတွေ့အကြုံရှိတယ်စစ်တော်ချုပ်ယာတို့သူရခဲ့တယ်ဒါတကယ်တာဝန်ကြီးတဲ့ယာတို့လက်ဖြစ်တယ်ခုနပြောသလိုပဲလက်လာပါရှင်တဲ့ယာတို့တခုလေအိန္ဒိယတခုလက်ဖြစ်တယ်ဒီဗိုလ်ချုပ်ကြီးတောင်မြင်ဦးလို့ဗိုလ်ချုပ်ဝေလွင်တို့ကလည်းဒီနေရာတွေယူခဲ့တာဖြစ်တယ်ပေါ့နော်အဲ့ဒါပြီးတဲ့အခါမှာခုနကကိုကျော်ခပြောသွားတဲ့ဒီဥပိုင်တို့ MEC တို့ ကယ်စစ်တပ်ကအစည်းအဝေး Empire Empire ပြီးတော့အင်ဝဘန်တို့ဒါတွေအကုန်လုံးချုပ်ကန်ရတဲ့သူဖြစ်တယ်။ဦးစီးရတဲ့သူဖြစ်တယ်။ဆိုတော့ तू ဘလောက်သူ့ကိုယုံကြည်တယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်ပေါ့နော်။ဆိုတော့ဒီစစ်တပ်ရဲ့ဘန်ကာတယောက်လို့တော့ကျွန်တော်တို့ပြောလို့ရတယ်။အဲ့တော့သူ့ကိုချက်ချင်းမဲလာရန်ဒီပေါင်းချုပ်ပြီးတော့ဆိုတော့တိုင်းပုံွက်လာပါကွယ်ပေါ့နော်အဲ့လိုမျိုးသူခိုင်းနေဆိုတော့တိတက်ထိုက်ဘာတွေလောက်ခုရှိလဲဘယ်လိုစီစဉ်ရှိလဲဆိုတော့ကျွန်တော်တွေ့ရမှာတယ် ဟုတ်ဆိုသူနဲ့ပတ်သက်ပြီးတော့ထွက်ခဲ့တဲ့သတင်းတွေထဲမှာဆိုလို့ရှိရင်ဟလာဒီသူကဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ရဲ့တားနဲ့တမီးရဲ့လုပ်ငန်းတွေကိုအဓိကဟိုလှုပ်ပေးခဲ့တာတွေဖွင့်ပေးခဲ့တာတွေဟလာသူလက်မှတ်တွေထိုးပေးခဲ့တာတွေအများကြီးရှိတယ်ဘယ်လိုမျိုးပြောရလဲဥပမာကန်တရာဆင်းရုံလိုကိစ္စမျိုးတွေပေါ့နော်ဒီအမျိုးတွေကိုလှုပ်ပေးခဲ့တဲ့သူဖြစ်တယ်ဆိုတာမျိုးပြောရနောက်နောက်ထပ်ဒီသူတို့ရဲ့ဒီတိုင်းဝိုင်းကထွက်လာတဲ့သတင်းတွေတဲ့မှာဆိုလို့ရှိရင်သူက ီတက်ချုပ်ကြီးကိုပျော်ရစက်လေးတွေတောင်မှပဲဟိုဖန်တီးပေးတဲ့ပျော်ရစက်ပဲအဲ့လိုမျိုးဒီပါသူကထွက်ခဲ့တာလေပျော်ရစက်ဆိုတော့ entertainment ပေါ့နော်သူတို့ညသူတို့တွေကသူတို့ဗိုလ်ချုပ်တွေလည်းကြိုက်တာလေးတွေရှိတယ်ဆိုတော့ဒီပျော်ရစက်ကိစ္စလေးတွေလည်းရှိတယ်လို့ဒါသတင်းတွေမှာအများကြီးရှိတယ်ပေါ့ဒါတွေကတော့ editor ထောက်မှာကျွန်တော်တို့ဖိတ်ပြောလို့မရအောင်ဖိတ်အများကြီးပြောလို့တော့မရအောင်ပျော်ပျော်ရစက်ကိစ္စလေးတွေပေါ့ဆိုတော့ဆိုတော့ ော့ဘ ෝජ ုတ်ကြီးဘ ෝජ ုတ်ကြီးဂျိုဂျိုဇော်ဘူးညိုဇော်ကြည့်မယ်ဆိုရင် तू ရခဲ့တဲ့နေရာတွေကတကယ်နေရာကောင်းနေပြီဆိုတာကျွန်တော်တွေ့ရတယ်ဒါပေမဲ့ तू ကအခုထပ်ပြီးပါလို့ညာတို့ကတည်မြဲနေတာလေအဲ့ဒီ तू ရဲ့ရခဲ့တဲ့နေရာတွေကိုထိုးခဲ့တဲ့အစ तू အဲ့ तू ရင်တော့ရခဲ့တဲ့နေရာတွေကိုပေးခဲ့တဲ့တယောက်ရှိတယ်ပြန်ပြီးကြည့်မယ်ဆိုလုံခဲ့တဲ့နှစ်နဲ့သုံးနှစ်ကအတူတက်ဘ ෝජ ုတ်ကြီးမုံမြင့်ထွန်းအဲ့ဒါလေအဲ့ဒါလေဘ ෝජ ုတ်ကြီးမင်းအောင်လိုင်ရဲ့ယုံကြည်ဆုံးတပည့်တိုင်းမှာပါတယ် ခုနကျော်စာလင်းလိုမျိုးပေါ့လေရင်တပည့်ပေါ့အခုဗိုလ်ချုပ်ကြီးဖြစ်သွားတဲ့ကျော်စာလင်းလိုမျိုးပေါ့နော်လက်ရင်းတပည့်ပဲဒါပေမဲ့အဲ့ညမှာသူနှစ်လောက်ပဲခံတယ်ချက်ချင်းပဲအထုတ်ခံရတယ်အခုထောင်ကျသွားတယ်ပေါ့နော်ဆိုတော့ဘာကြောင့်လဲဆိုညိုစောတဲ့သူနဲ့ဘာဥညိုစောတဲ့ဥညိုစောပေါ့နော်ဥညိုစောဘုရုတ်ကြီးညိုစောနဲ့မတူတာပါလဲလို့ပြောမယ်ဆိုရင်ဘုရုတ်ကြီးညိုစောနဲ့သူ့မိသားစုကစီဝိုင်းတောင်းကြတဲ့စီဝိုင်းလုပ်တယ်ဆိုတဲ့အတန်းနဲ့ကျွန်တော်တို့မကြောက်ကျွန်တော်တို့ရင်တော်ဥအောင်တောင်းလို့ဟလာသူ့ရဲ့သားတွေဖြစ်တဲ့နေအောင်တို့ဥနေအောင်တို့ဥပြေအောင်တို့ဟလာဥမိုးအောင်တို့ တို့တွေအကုန်လုံးစီဝိုင်းတောင်းကျန်တယ်တို့ကလည်းစီဝိုင်းဝင်လုပ်တယ်ဆက်မှုနှစ်ဝင်ကြီးမြန်မာပလာဇာဒါတွေကိုကြည့်မယ်ဆိုရင်တို့ဘလောက်စားခဲ့တယ်ဆိုတာကျွန်တော်မြင်ဒါပေမဲ့ဒီနေ့ဒီချိန်ဒီဟလာဗိုလ်ချုပ်ကြီးညိုစောတို့မိသားစုကဘလို့စားတယ်ဆိုတာအတမ်းမထွက်ဘူးဒါပေမဲ့ तू ကဒီတက်ထဲမှာတော့မှအချမ်းသာဆုံးဗိုလ်ချုပ်စင်းထဲမှာပါလို့ပြောလို့ရတယ်ဘာကြောင့်လဲဆိုတော့ तू ကစီဝိုင်းမလုပ်တော့လဲပဲစီဝိုင်းသမားတွေပတ်စံတွေကိုခါတဲ့ပုတ်ပြတ်3000ယူရာမျိုး3000ယူရာမျိုးအဲ့ဒါမျိုး तू ကလုပ်ခဲ့တဲ့လုပ်နေတဲ့ကော်မရှင်ယူရာမျိုးကော်မရှင်ယူရာမျိုးအပြတ်ယူရာ ပြန်ယူတာမျိုးဆရာကနှုံးထည့်ပေးထားတယ်ဆိုတာမျိုးတာသမီတို့ဆရာကနှုံးကုမ္ပဏီထဲမှာထည့်ပေးထားတယ်ဆိုတာမျိုးလည်းသူကမလုပ်ဘူးဒါပေမဲ့သူကပုတ်ပြက်ကိုယူတာဒါပေမဲ့ယူပြီးတဲ့အချိန်မှာမလုပ်လဲဆိုတော့တွက်ကြည့်တာပေါ့နော်ကျွန်တော်တွက်ကြည့်မယ်ဆိုရင်ဘုံကျုံဒုရက်ဘုံကြီးမုံမြင့်ထွန်းလို့မဟုတ်ဘဲနဲ့သူကကျတော့သူ့ရဲ့သူ့ရဲ့ boss ကိုသူ့ရဲ့ boss ကိုအကုန်အပ်ရတာပေါ့နော်အဲ့တော့ယုံကြည်မှုပိုရတယ်ဒါကြောင့်လဲဘူဂျိုကြီးမေးအောင်လိုင်းနဲ့ဘူဂျိုကြီးညိုစောဟာဟလာစီဝါစီဝါဘက်တီလို့အဲ စီဝိုင်းပတေလို့ပြောလို့ရတာပေါ့နော်စီဝိုင်းလုပ်ငန်းတွေအကုန်လုံးသူ့ယုံကြည်လို့ရတယ်သူ့အပ်ထားလို့ရတယ်ဆိုရဟာမျိုးပေါ့ဆိုတော့အဲ့ဒါကြောင့်လည်းသူကဒီနေရာကိုရလာတယ်လို့ကျွန်တော်တို့လက်လက်စားတဲ့ပုံစံလည်းမတူဘူးဖြစ်တာပေါ့နော်သူတို့သူတို့ယူတဲ့ပုံစံချင်းမတူဘူးအကုန်လုံးကလက်စားကြတာအကုန်လုံးကယူကြတဲ့သူတွေကြီးပါပဲအောက်လိုက်စားတဲ့သူတွေကြီးပါပဲပစိပုတ်ချုပ်တွေအများစုပါလေဟုတ်တယ်မလားဒါပေမဲ့ခုနပြောဆိုဆရာရင်တုံးထည့်ထားမလားကုမ္ပဏီထဲမှာဒါမှမဟုတ်ကုမ္ပဏီဖွင့်ပြီးတော့ လုတ်ပိုင်ချိန်လုတ်ပိုင်ခွင့်တွေကိုဆက်လုပ်မလားဆိုတော့သူကအဲ့လိုမဟုတ်ဘဲနဲ့သူကဒီလုပ်ငန်းတစ်ခုတည်းကုမ္ပဏီတစ်ခုတည်းကိုအပြတ်သူစီပေးရတာမျိုးပေါ့အသိ9000ဆုံးသိ9000ဆုံးပေးလိုက်ရတာမျိုးပေါ့ဆိုတော့အဲ့ဒါကိုလည်းသူကသူ့ရဲ့ boss ကိုပြန်ပြီးတော့အာပြန်ပြီးတော့စီးရင်ပြတယ်ပေါ့အဲ့ဒီအမှာတော့သူရဲ့ဗိုလ်ချုပ်ကြီးမုံမြင့်ထုံနဲ့ကွာတယ်လို့သုံးသပ်လို့ရမယ်လို့ကျွန်တော်တို့ထင်တယ်ဆိုတော့သူ့ရဲ့အနာဂတ်ကဘာဖြစ်လာမလဲပေါ့ဆိုတော့ကလည်းကွန်စော်ပြောခဲ့တယ်ခဲမှရှိရလား तू ကဘယ်လောက်ထိသူ့ကိုဆွဲခေါ်မလဲ ဒီဒုသမရာထိဆွဲခေါ်မလားသမရာဖြစ်တင်မြောက်တဲ့အချိန်တွေဖြစ်လာနိုင်လားဆိုပြီးတော့ခုနဒီမိကုတ်ထွက်နေတဲ့ဟာတွေပြောပြတာရှိရဲဆိုတော့ဟိုဒီ6လ5လ6လမှာဒီဘလိုပဲဖြစ်ရွေးကောက်ပွဲကတော့ NLD လည်းမပါဘူးဟာ SND လည်းမပါဘူးသူတို့အိတ်ထဲကဖားပါတီပေါ့နော်အဲ့လိုမျိုးခုပြောနေကြတဲ့လူမျိုးပေါ့အဲ့လိုလူတွေနဲ့ဆိုဘလိုပဲဖြစ်သူတို့က DR နိုင်ရအောင်ဖန်တီးထားတာဆိုတော့သူတို့ပဲမဖြစ်ဖြစ်အောင်လုပ်မယ်ပေါ့ အဲ့လိုအပြောင်းလဲဖြစ်လာရင် तू ကသူ့ကိုထားခဲ့မလားဆက်ခေါ်သွားမလား तू ရဲ့အနာဂတ်ကဘာလဲပေါ့ဒီအပေါ်မှာဘယ်လိုသုံးသပ်လဲဆိုတော့ရေကောက်ဝဲရလက်ကတော့အလုံးသိပြီးသားမလုတ်ခင်နဲ့ကျွန်တော်တို့ဒီဟာတွတ်ထားပြီးသားဒီကနန်းထွက်မယ်ဆိုသိပြီးသားပေါ့နော်ဆိုတော့ဟိုဆိုတော့ညဥညစောခံကနာဘယ်လိုဖြစ်လာမလဲပေါ့ဆိုရင်အခုခုနပြောခဲ့တဲ့ဥပိုင်ကိစ္စကတော့အင်ဝဘန်တို့ MEC တို့ စီးပွားရေးကိစ္စတွေစီးပွားရေးမှာမိတ်လုပ်ခဲ့တဲ့ကိစ္စတွေဒါဒီနေရာဒီမှာသူ့ရဲ့ performance ကတော့ပြန်စားပဲသူ့ရောသူ့ရဲ့ boss ကကြိုက်ပြီးသားပေါ့နော်ဒါပေမဲ့တကူးစာကဘူညိချုပ်ဖြစ်နေဒီနိုင်ငံရေးကိစ္စတွေဒီနိုင်ငံရေးကိစ္စတွေစီမံခန့်ခွဲတဲ့ကိစ္စတွေကိုစပြီးတော့လိုရပြီတာဝန်ယူရပြီဆိုတဲ့အခါမှာသူ့ရဲ့ performance ကမတူတော့ဘူးဘယ်လိုဖြစ်လာမလဲပေါ့ဆိုတော့အဲ့ဒါကိုတော့ကျွန်တော်ကြည့်ရမှာတယ်ဘာကြောင့်လဲဆိုတော့ ဦးသန်းရွှေကိုကြည့်မယ်ဆိုရင်ဦးသိန်းစင်ကိုခန့်တယ်ရွေးကောက်ပွဲမှာတိုင်ခင်မှာကျွန်တော်တို့ပြန်ကြည့်ဦးသိန်းစင်ကပြပခီးရီထရော်များထွက်လာတာကျွန်တော်တို့တွေ့ရတယ်ဦးသန်းရွှေမသွားတော့ဦးသန်းရွှေကအရေးကြီးတဲ့မဟာဗျူဟာမဟာဗျူဟာကြတဲ့နိုင်ငံမျိုးကိုလဲတာမျိုးပဲရှိတယ်ပြည်ဦးနဲ့အိန္ဒိယကိုသွားခဲ့တာမျိုးပေါ့နော်အာနာမစွန့်ခင်မှာဆိုတော့ဒါပေမဲ့ဒီအာဆီယံနေနဲ့ပတ်သက်တဲ့အရေးခင်းနေနဲ့အာဆီယံနေနဲ့ပတ်သက်တဲ့ဆက်ဆံရေးတွေမှာဦးသိန်းစင်ကစပြီးလှုပ်လာတာတွေ့ရတယ်အဲ့ဒါရုပ်ကောက်ပဲမတိုင်ခင်တည်းက ရုပ်ရာတို့အောက်မှာလောက်ရတယ်ကျွန်တော်တွေ့တာကတော့ဒီခုရုပ်ောက်ပဲလုပ်မယ်အာဆီယံပါဝင်အင်ဂျင်နိုင်ငံတွေဆက်ဆံမှုတွေပို့ပြီးတော့များလာမှာရှိတယ်ဆိုတော့အဲ့လိုမျိုးတွေခိုင်းလာနိုင်တယ်လို့ကျွန်တော်တို့တွေ့လို့ရတယ်ဆိုတော့ဒါပေမဲ့ရုပ်ောက်ပဲပြီးရင်ရောခုနကကျွန်တော်တို့ပြောနေတဲ့ကိုကြိုးကြီးမင်းအောင်လိုင်ကိုရန်ကသမရလုပ်မလားသူတို့ကသမရလုပ်မယ်ဆိုရင်ဥညိုဆိုဒုသမရပေးမလားဆိုတော့တကယ် speculation ဒါတည်းကဘလုံးမောက်ကိုခုချိန်မှာခံမှားခဲ့တယ်ပေါ့နော်ဆိုတော့ ဒါမှမဟုတ်လည်းသူစစ်ကောင်မရှိဥပဒေပြင်းနေပဲဆက်ပြီးနေမှာလားဆိုတဲ့ဟာတွေကအခုရန်ကုန်မှာအလုံးအခုနံပါတ်2နေနိုင်ငံဥရှောင်းတို့နိုင်ငံဥရှောင်းပြင်းနေဆက်နေမလားဆိုတဲ့ကိစ္စတွေပေါ့ဆိုတော့ director ကတော့ကျွန်တော်ထင်တယ်သူကအကုန်တွတ်နေပြီဆိုတော့ဇလန်းဆုံးတော့ကျွန်တော်လုပ်ငန်းနဲ့နောက်ဇလန်းဆုံးနောက်လာမဲ့6လ9လမှာမြင်ရမယ်လို့ကျွန်တော်တို့ပဲထင်ပါတယ်ဟုတ်ကဲ့ကျွန်တော်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ကိုကျော်ပါကျွန်တော်ကရန်ကုန်မှာသတင်းတစ်ခုထွက်နေတယ်တဲ့အဲ့ဒါပါလဲဆိုတော့တက်ချုပ်ကဗာလဲနာမည်အစ်တစ်ခုထက်ရတယ် အမေတစ်တခုထက်ရတယ်ဆိုပြီးတော့ပြောနေတယ်။ဟုတ်တယ်။ဘာကြောင့်လဲဆိုတော့ဟိုဒီဘက်ကနိုင်ငံရေးကက်ခတ်တွေနိုင်ငံရေးလေ့လာသူတွေပြောနေတယ်။ဘာဘူးကြီးလဲအတူပဲမာမူကြီးနဲ့ဘာဘူးကြီးအတူတူပဲဘာမှမထူးပါဘူးဆိုတာမဟုတ်ဘူးတဲ့။ဦးသာတချို့ကကျိုကြီးမင်းအောင်လံနာမည်သိရသွားပြီတဲ့။သူ့နာမည်သိပေးလိုက်ပြီတဲ့။ဟုတ်မဟုတ်သူ့နာမည်ကသူသူသူ့နာမည်ကဘုံကြောင့်ကြီးရာကွတ်တယ်။ ။ဘာဘူးလဲမဟုတ်မာမူလဲမဟုတ်ယာကွတ်တယ်။ဘာလဲဆိုတော့ယာယာကိုလိုက်ပြီးကွတ်ခဲနေလို့။အော်ယာကွတ်။ကိုကျော်မူကြီးယာကွတ်။အခုအဲ့ဒီတည်းကအဲ့အဲ့ဒီဟာတကယ်ယာကုံမကုံပြောနေ။ယာကွတ်ဘာဘူးလဲမဟုတ်မာမူလဲမဟုတ်ဘူးအာယာကွတ်။ယာကွတ်။ယာယာကွတ်ခဲနေ။ယာယာကွတ်ခဲနေလို့ကိုကျော်ကြီးကိုကျော်ကြီးယာကွတ်လို့ခေါ်တယ်။